ားလုံးပဲမင်္ဂလာပါရှင်။မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတွေပေါ်အနေနဲ့ဘရာဇီးမှာဘစ်ကွိုင်းနဲ့လာစာပေးတာတွေကိုတရားဝင်ထိန်းချုပ်ဖို့ပြင်ဆင်ဆွေးနွေးတဲ့အတူဘဲဝင်ဘူးအပြောင်းဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ။ ပထမဆုံးသတင်းတပိုးအနေနဲ့ဘရာဇီးမှာဘစ်ကွိုင်းလာစာပေးတာတွေကိုတရားဝင်ထိန်းချုပ်ဖို့ပြင်ဆင်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဘစ်ကွိုင်းနဲ့လာစာရတာတွေကိုဥပဒေပြုထိန်းချုပ်သွားဖို့ဥပဒေကြမ်းတရက်ကိုဘရာဇီးဥပဒေပြုအမတ်တအူကတင်သွင်းလိုက်ပါတယ်။ဒီဥပဒေကြမ်းမှာဘစ်ကွိုင်းနဲ့လာစာပေးတာမျိုးတွေကိုခွင့်ပြုပေးထားမှာဖြစ်ပေမဲ့လာစာရဲ့တဝက်ကိုသာဘစ်ကွိုင်းနဲ့ပေးခွင့်ရှိမှာ ဖြစ်ပြီးဘရာဇီးငွေကြေးကိုလည်းတစ်စိတ်တစ်ပိုင်းထည့်သွင်းပေးရမှာပါ။ ဒါကြောင့် Bitcoin ဒါမှမဟုတ် cryptocurrency တွေနဲ့ကြည့်ပဲလမ်းစာပေးတာမျိုးတွေကိုထိန်းချုပ်ကန့်သတ်သွားမှာဖြစ်တယ်လို့ဘရာဇီအစိုးရအောက်မှာအပြေးအဝထိန်းချုပ်ထားတဲ့ဘရာဇီငွေကြေးနဲ့တာငွေကြေးစစ်ဆေးမှုတွေကိုခွင့်ပြုပေးသွားဖို့စီစဉ်နေတာပါဒါပေမဲ့လည်းဒီဥရေချံကိုတင်သွင်းထားသူ Allens Browngancer ကတော့ Crypto နဲ့တရားဝင်လာစာပေးလို့ရနိုင်မယ်ဆိုတဲ့အချက်ကြောင့်နိုင်ငံတကာက Crypto ရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်မှာဖြစ်ကြောင်းမျှော်မှန်းထားပါတယ်။ ဘရာဇီးဟာခရီတိုနဲ့ပတ်သက်လို့မတိမတာထိန်းချုပ်တဲ့ချင်းကဲမှုတွေရှိနေပြီးကိုပိုင် CBDC ထုတ်ဖို့ကိုလည်းစမ်းသပ်နေပါတယ်။ဒါပေမဲ့ဘရာဇီး CBDC ရဲ့ smart contract ထဲမှာ user ရဲ့ငွေတွေကိုတုံတုံတုံမှောက်လို့မှအစိုးရစိတ်တိုင်းကျလုံးလုံးရနိုင်အောင်ထည့်သွင်းဖန်တီးထားကြောင်းတွေးခဲ့ရတာကြောင့်အပြင်းထန်ဝေဖန်ခံခဲ့ရပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘဲဝင်ဘူးပြောင်းဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Bitcoin ဘူးစကဲကြီးပြီးသားပါပြီ။ဒီလိုပြောလာတာကတော့ blockchain analytics fund ခရစ်တိုကွန်ရဲ့ CEO ကီယောင်ဂျူဖြစ်ပါတယ်။ဘေကွန်ဘူစာကေဟာပြီးတော့ရမျိုးမဟုတ်ပဲနေနေတာမျိုးသားဖြစ်ကြောင်းမကြသေးခင်ကပဲဂျူးကိုယ်တိုင်ပြောခဲ့ဘူးပေမဲ့အခုတော့ဘေကွန်ဘူစာကေပြီးတော့ပြဖြစ်ကြောင်းပြန်ပြောင်းပြောဆိုလာပါပြီအခုချိန်မှာ block chain ပေါ်ကအချက်အလက်တွေဟာ bear market ကိုဦးတည်နေပြီဖြစ်တယ်လို့ market ထဲဝင်လာတဲ့ငွေတွေနေလာတာနဲ့အများဝေးအချို့ကလည်းဘေကွန်တွေကိုဈေးနေနေနဲ့ထုတ်ရောင်းနေကြပြီဖြစ်ကြောင်းဂျူးကဆိုထားပါတယ် ဒါကြောင့်ဘဲမားကက်လာတော့မှာကိုမြောင်းမန်းထားသိမ့်ပြီး6လကနေ12လလောက်အထိကိုဈေးရကြနေတာမျိုးဖြစ်ဖြစ်ဈေးတိုက်သွားနေတဲ့ပုံစံမျိုးဖြစ်ဖြစ်ဖြစ်နေနိုင်ကြောင်းသုံးသပ်ထားပါတယ်။အခုချိန်မှာ technical analysis အရာတော့ bear market ဘက်ကို OD နေပေမဲ့ fundamental analysis အရာတော့အခြေအနေကောင်းနေသေးပြီး mining rig အသစ်တွေတောင်ဒေါ်လာနေသေးကြောင်းယူကဆိုထားပါတယ်။ဒါပေမဲ့လည်းတခြား plot chain လေးလာတို့တွေကတော့ bear market လာတော့မယ်ဆိုတဲ့သုံးသပ်ချက်ကိုလက်မခံကြပါဘူး။ အခုချိန်မှာဒေါ်လန်ထရန့်ရဲ့စီးကြက်ခွန်ကိစ္စတွေကြောင့်စီးပွားရေးထိခိုက်ပြီးကြောက်လန့်နေကြသူတွေရှိပေမဲ့လည်းကမ္ဘာစီးပွားရေးဟာလမ်းမကိုရောက်နေကြောင်ပြသနေတဲ့နံပါတ်တွေရှိနေကြောင်လေးလာသူတဦးကတုံ့တက်ထားပါတယ်တကယ်တော့ Bitcoin ရဲ့ဈေးဟာလွန်ခဲ့တဲ့တလအတွင်းမှာ14ရာခိုင်နှုန်းကျော်ထိုးကျသွားခဲ့ပြီဖြစ်တယ်လို့အခုချိန်မှာလည်းအတက်ကောင်းကောင်းမပြနိုင်ပဲဘေးလိဆောင်သွားနေတဲ့ပုံစံမျိုးဖြစ်နေတာကြောင့်2025ခုနှစ်နှစ်ဦးပိုင်းတုန်းကအချိန်အဟုန်မျိုးပြောင်းရနိုင်ဖို့ဆိုတာအတော်လေးကိုအကျိုးအကြောင်းတိုက်ဆိုင်နေမှသာဖြစ်နိုင်တော့မှာပါ ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။